ကဲမျိုးတွေကျွန်တော်တို့အားပေးရမယ့်ဘွဲကောင်းကြီးတဲ့ဘွဲကတော့ရောက်ရှိလို့လာပါပြီ။တန်းစီရဲ့ထိုးပွဲကြီးကိုဝမ်ချမ်ပီယံရှစ်ကမနေ့ကပဲအသည့်အလင်းကိုကြီးညာလာခဲ့ပြီဖြစ်တယ်။အခုတန်းစင်ကဘသူနဲ့ထိုးရမလဲဆိုတော့သမ်နီဆူလူနဲ့ဒါအကြီးကျယ်ကိုထိုးခဲ့တဲ့ဗောလီဒါဆက်ဆန်ရင်ကြီးအရင်ဖြစ်တဲ့ခွန်ပွန်နိုင်နဲ့ထိုးသွားရမှာပါ။ဆိုတော့ခွန်ပွန်နိုင်ကဝမ်ချမ်ပီယံရှစ်မှာတကယ်ကိုမှဘလို့ပြောမလဲရလက်ကောင်းတဲ့ဖိုင်တာဖြစ်တယ်ဗျာ။မြန်မာဖိုင်တာနှစ်ယောက်ကိုလည်းအနိုင်ယူထားရသူဖြစ်တယ် ဆိုတော့အခုသန်းစင်နဲ့ပွဲတယ်ပြီးလိုက်တော့ဝမ်ချန်ပီယံရှစ်ကတော့သန်းစင်ကိုညှို့ချိုးဖို့အတွက်ထပ်လုပ်လိုက်ပြန်ဒါပြောကြရပေါ့နော်ဆိုတော့ဘလူးဘေးဖြစ်ဖြစ်ပါဒီပွဲကတော့ကျွန်တော်တို့ဖိုက်တာမိုင်တော့အရေးချင်းကရက်သက်နေရမှာမဟုတ်ဘူးဗျာဟိုဆိုတော့တိုးတဲ့နေရမှာဆိုတော့ဟိုချန်ပီယံတယောက်ဖြစ်ဖို့ဆိုရင်တို့ weight တန်းသူတဲ့ fighter ဘယ်သူပဲလာပါစေထိုးနိုင်တဲ့နော်နိုင်တဲ့အရေးချင်းရှိမှကျွန်တော်အထက်ကိုရောက်လှမ်းနိုင်မှာဖြစ်တယ်အခုလိုမျိုးကိုအရေးချင်းကကွာလွန်နေလို့ဘာလို့အဲ့ဒါတွေကျွန်တော်အနေနဲ့ပြောစရာမလိုဘူးတန်းစီအနေနဲ့ဒီထက်အမြင့်ကိုရောက်ကြည့်ရင်ဒီ fighter တွေကိုကြော်လွားမှတ်ရမယ်ဆိုတော့တန်းစီဟာ one championship မှာဘယ်နှပွဲထိုးထားလဲဆိုတော့၅ပွဲထိုးထားတယ်ပထမနှစ်ပွဲနိုင်တယ်နောက်ဆုံး Takeru ကနေ Surya ဟို Takeru ကိုရှုံးတယ် Surya လည်းကိုရှုံးတယ်เนาะကျွန်တော်တို့ Kensal လည်းကိုရှုံးတယ်ဗျာသုံးပွဲဆက်ရှုံးထားတယ်ဆိုတော့ လမ်းစဉ်ဟာအထင်မသေးကြပါနဲ့အခုဒါစူပါလေးတပြင်းအရင်ကောက်ကောက်ဖြစ်နေပြီနော်အရင်တော့ကပွဲတယ်ဆိုရင်ဗျာလမ်းစဉ်ကပွဲနီးမှစူပါလေးစီမှာတပတ်ကြိုလေးကျင်တာတော့အခုကအဲ့လိုမဟုတ်တော့ဘူးလားနေကြည့်ပြီးအမြင်အမှားပေးနေပြီးလေးကျင်မှာဖြစ်တယ်ဆိုတော့အရင်ကျင်းတွေလည်းအများကြီးတိုးတက်လာပြီဆိုတော့ကျွန်တော်ပြည်သက်တွေကိုတန်းစဉ်ကလေးချပြထားတယ်နော်ပွဲတကူမှမဖြစ်နိုင်ဘူးဆိုတာမရှိဘူးဗျာဆိုတော့အော်ပွဲကိုတည်တည်ကြကြကျွန်တော်အနေနဲ့ပြန်လည်သုံးသပ်ပြခြင်းနေပါတော့ခွန်မွန်နိုင်ကတန်းစစ်ထက်သားတဲ့အပိုင်းတွေအများကြီးရှိပါတယ် ဒါပဲမဲ့ပြိတက်တွေအောင်းအောတော့အောင်ဆန်းဆောင်ပြနိုင်တဲ့အပိုင်းတွေလည်းတန်းစင်မှာရှိနေတာပါကင်ဆယ်လန်းတဲ့ပွဲမှာအဝင်မှားလို့ကျွန်တော်ခံလိုက်ရတာပြထားပါတော့တကယ်လို့တော့အဝင်မမှားဘူးဆိုရင်တန်းစင်ဟာသူကလက်ဦးမှုရယူနိုင်နေဆိုရင်ဒါကျွန်တော်တို့ဘာမှစုဖြစ်သွားနိုင်တဲ့နေထားပေါ့နော်ဆိုတော့ကွန်မွန်နိုင်ကဒါဝမ်ချန်ပီယံရှစ်မှာခဏပွဲနိုင်တဲ့နှစ်ပွဲရှုံးရလပိုင်ဆိုင်ထားတဲ့တကယ်ကိုမှဒါစန်းချင်းကောင်းတဲ့ပိုင်ဆိုင်ထားတဲ့ဖိုင်တာကောင်းတွေအောင်ပေါ့မြန်မာဖိုင်တာတွေဖြစ်တဲ့မိုးထီအောင်နဲ့ဆိုရက်ကိုလည်းအနိုင်ယူထားရည်သူပါစဉ်းစားတာကြည့်လိုက်တော့နော် ဟို surrender လောက်ဒါမွေးတဲ့စနစ်ကောင်းတဲ့သူကိုတော့နိုင်တယ်ဆိုတော့တော့တန်းဟိုဘယ်လိုပြောရမလဲတန်းစင်က ECA ပါဆိုရဲအနေထားမျိုးတွေစဉ်းစားကောင်းစဉ်းစားလိုက်မယ်ပေါ့နော် ဘလိုဖြစ်ဖြစ်ပါပွဲဆိုတာကကျွန်တော်နေနေခံမှန်းလို့မရဘူးเนาะတန်းစင်လောက်ရမဲ့အပိုင်းကတော့သူရဲ့အာသာချက်ဖြစ်တဲ့အောက်ခြေဖြိုးတဲ့အပိုင်းပဲဆူရီယာလက်ကိုเนาะဒါအနိုင်ရခနီးထိတန်းစင်လောက်ပြနိုင်သေးတာပဲဗျာခုံပူနိုင်ကိုဒီအတိုင်းဆက်လို့ရဖြိုးနိုင်ပါတယ်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးညီလေးတန်းစင်เนาะမင်းလောက်ပြနိုင်တယ်เนาะလာမယ့်နိုဝင်ဘာကနေ့မှာကျွန်တော်မြန်မာဖိုက်တာတွေ ဟိုဘယ်လိုပြောရမလဲရှုံးပွေးတွေကြီးပဲဖြစ်နေရတဲ့အတွက်ရှုံးကြွေးပြန်ဆက်နိုင်မှုတကြောအနေနဲ့ပြောနေတယ်ပေါ့လေဒါကြောင့်တန်းစင်နေနဲ့ဟိုတန်းစင်နေနဲ့တွေဖြစ်ကုန်ပြီเนาะပြိတ္တတွေနေနဲ့တန်းစင်စိတ်ပြည့်စင်မရတယ်တိတ်မပြောကြပါနဲ့เนาะဒါတော့ဟိုတန်းစင်လည်းအကောင်းဆုံးလုပ်ပြထားမယ်လို့ယုံကြည်တယ်ဒီတစ်ခါ on world champion ရှိကနေလည်းတန်းစင်ကိုရှုံးပွေးပြီးတာနဲ့เนาะချက်ချင်းပြန်ပြီးတယ်ဆိုလို့တန်းစင်မရှိတန်းစင်မှာပြိတ္တ power တော်တော်လေးကိုကောင်းတယ်ဒါကို world champion ရှိကတည်တယ်เนาะ